ါကျွန်တော် SMD Pro Max နဲ့ဒီ Sixty Pro Max ပြင်ပိုင်း body frame လေးကိုနှိုင်းယှဉ်ချက်လေးကျွန်တော်တစ်ချက်ပြောပြမှာပေါ့နော်ဒါကျွန်တော်တူးလျော်ရဲ့မြင်ရဖြစ်ပါတယ်ဒါပြင်မှာလက်တွေမြင်နေရတာပေါ့နော်ဒီမှာဆိုရင်ဒီကောင်ကတော့ခု SMD Pro Max ကတော့ဒီ frame တွေဘာတွေကသူကတစ်ခါလဲကွတ်ထားတာဆိုတော့နောက်ပြီးတော့ luminian လည်းဖြစ်တယ်ဗျာတစ်ခါလဲကွတ်ထားတာဆိုတော့နောက်ပြီးတော့ဒီ color ကြီးကလည်းဒီမှာနည်းနည်းကိုးနေတာပေါ့နည်းအောင်နေတာနည်းနည်းတော်တော်သိလာ color ကြီးက 간ရတဲ့ဟာတော့တိတ်ဟိုမပြူပါဗျာကျွန်တော်ဒီဟိုလောက်ကြိုက်60 pro max တော့မိုက်လောက်မိုက်ဝထင်တာဒါပေမဲ့ဗျာဒီဟာ70 pro max ဆိုဒီ70 pro max ပဲခုံလေးတော့ရှိရပါဗျာဒီကောင်ကကြတော့ titanium frame တွေ barrier ဆက်ပြန်ရတဲ့ဟာတွေကအကုန်လုံးမကွာဘူးပေါ့နော်ဒီကျွန်တော်ပုံစံလေးဝင်ကကျွန်တော်ဒီဇိုင်းလေးပြောင်းပါတခုတော့간ရဟာတော့ကျွန်တော်တို့ဒါလေးကပိုးနှစ်တလို့ခံစားဒီမှာဆိုရင်လေ frame တွေ barrier ဆက် ူကတီးတန်ပါတော့ဖရိန်နဲ့ဒီမှာဆိုရင်ကာလာနဲ့ကတီးတန်ဒီမှာကျတော့တကြောတည်းဖြစ်နေဒီမှာဆိုရင်ဗျာဒီဒီဖရိန်ပေါင်ကြီးနဲ့ဓာကြီးနဲ့ကတခါတည်းကွတ်ထားပါတော့ရောင်လေးရောင်ကတော့ဒါ sliver ချင်းတူပဲဟာဒါကဒီကွာဗော grey ရောင်ချင်းဒီဒီရောမရှိဘူးကွာ။ဟုတ်ဒီရောကတော့ဒီက70ဘောက300လောက်ထွက်လာဆိုတော့ဒီဒီ grey on တော့မရှိဘူးပေါ့နော်။ဒီမှာဒီရောင်လေးရယ်ဟိုဟိုဟာဒီအမဲရောင်လေးရယ်

ပဲဝယ်ကြအောင်နည်းနည်းလေးဟိုကူးကျင်တဲ့လူနည်းနည်းပဲဆက်ချွေတာကျင်တဲ့လူကတော့ sixty pro mile တောင်းတာပုံမှန်ရပါတော့အာကျွန်တော်တို့ရောအမြင်နဲ့ဖြစ်ပါတယ်ကဲဒီထက်တလုံးတော့သက်ဆောင်ပေးမယ်ဗျာဟိုငါပြန်ပေးတော့